ားလုံးမင်္ဂလာပါကိုတိုင်းဖိုကို you channel နေပြီကျွန်တော်ညီကိုတွေကိုပြန်လဲရှင်းစုလိုက်ပါတယ်ညကတော့ကျွန်တော်ညီကိုတွေအစီအမီကြလိုက်မယ်လို့ထင်ပါတယ်ဘာလို့ဆိုတော့ကျွန်တော်ပွဲစဉ်နှစ်ပွဲ UK UB ခဲ့တာပေါ့လေနှစ်ပွဲလုံးအဝင်ပါတယ်ကျွန်တော်တို့ဇုံဇုံလဲနှစ်ခုစလုံးကျွန်တော်တို့ရသွားတယ်ပေါ့လေဇုံရတာပေါ့လေအင်မတန်လှူရှားတဲ့နေပေါ့လေဘာလို့ဆိုတော့ဇုံရဖို့အင်မတန်ခက်တယ်ဗျာဒီမှာနိုင်ဖို့အင်မတန်ဇုံရဖို့အတင်းကအင်မတန်ကိုရွေးချယ်ရခက်တယ်ဗျာညကျွန်တော်ညီကိုတွေအစီအမီမယ်ထင်ပါတယ်အဲ့ဒီပေါ်ကျွန်တော်ဒီပွဲပွဲစဉ်လေးကိုပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ ဝီယဲ့ OVDO နဲ့ဘာစီလိုနာမှာဆိုရင်တော့ဘာစီလိုနာကနေပြီးတော့3-1နဲ့ဆိုရလည်းနဲ့2-9ပြက်ပေါ့နိုင်သွားပါတယ်သူကနှလုံးနှလုံးစားပေးထားတာကိုသူနှလုံး60စားပေးထားပြီးခိုးပေါင်းခိုးပေါင်းဈေးကလည်း3-15ပြက်အရှုံးဆိုတော့ကိုယ်လဲပေါ်တယ်လို့အတင်းလဲရတော့ပါလေကျွန်တော်ယူချက်ပြီးခဲ့တာဘာစီလိုနာအတင်းနဲ့ကိုယ်ပေါ်ယူချက်ပြီးခဲ့တာကျွန်တော်ညီကိုစုံရလိုက်မယ်လို့ထင်ပါတယ်နောက်တစ်ပွဲကတော့ကျွန်တော်တို့ဒီအစတွန်ဗီလာနဲ့ဟိုပါဘောလုံးနာပေါ့လေ စတူမြတ်ဘုံလုံးမှာဆိုရင်တော့ကိုတိုင်ကတော့အစတူမီလာအသင်းနဲ့ကိုောက်ကိုကြိုက်တယ်လို့ကိုတိုင်ပြောခဲ့ပါတယ်1-0နဲ့အစတူမီလာနိုင်သွားပါတယ် MC Jim တလုံးနဲ့တော့6နဲ့နိုင်သွားတာပါဒီအဲ့ဒီပွဲစဉ်လေကျွန်တော်တို့ညီကိုတွေဇုံရလိုက်မယ်လို့ထင်ပါတယ်အဲ့တော့ကျွန်တော်ရွေးချယ်ပွဲရနှစ်ပွဲမှာနှစ်ပွဲလုံးဇုံရကြပါတယ်ကျွန်တော်ညီကိုတွေညာညာတော့ဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like subscribe လုပ်တဲ့ရင်လည်း like subscribe လုပ်ပြီးကျွန်တော်ညီကိုတွေကိုတောင်းဆိုပါရစေ ကျွန်တော်ညီကိုတွေညာဆင်ပြကြလိမ့်မယ်လို့ထင်ပါတယ်နောက်ပြီလို့ကြာရင်လည်းကျွန်တော်ညီကိုတွေလူပြန်လဲတွေ့ဆုံချင်ပါတယ်ညာတော့ကျွန်တော်ညီကိုတွေလုံးဝကိုသိရမလားဗနခင်ကအဝဲခံရမယ်နေပေါ့လေညာနိုင်သွားတဲ့အနေအထားတစ်ခုဖြစ်ရှိရတဲ့အတွက်ကြောင့်ဒီဝဲစင်လေးကိုတိုင်းပြန်ပြီးရောပွဲစင်လေးကိုပွဲပြီးအမြင်လေးကိုလာရောက်ပြောပေးခြင်းဖြစ်ပါတယ်နောက်ပြီလို့ကြာရင်ကျွန်တော်ညီကိုတွေနဲ့လူပြန်လဲတွေ့ဆုံချင်ပါတယ်